တော့ Leverkusen နဲ့ပွဲရောင်ဒီလူစင်းင်းနဲ့ထွက်လာပြီဆိုတော့သူ့ရဲ့ငကူအာယုံကလည်းသူက Premier League မှာတော့ငါနောက်တစ်ပွဲအမားမခံတော့ဘူးဆိုတော့ပုံစံမျိုးသူတွေးပုံရပါဆိုတော့ကျွန်တော်ပြစ်သက်တွေထင်တာ League နဲ့ပွဲလောက်ကိုတော့ဘာမှလူချန်နေကြ Leverkusen နဲ့ပွဲလူချန်ပြီးဆော့နေကြမလိုအပ်ဘူးလေဆိုတော့ချန်ချင်းချန် Leverkusen နဲ့ League နဲ့ဆို League ကပို့ပြီးတော့အားနေသေးတယ်ဒါပေမဲ့သူဒီမှာအားလျှော့ွားတယ်ဝေးလျှော့ွားတယ်ဆိုတော့သူ့ရဲ့ Newcastle နဲ့ပွဲရှုံးမိတာကိုသူကနည်းနည်းလေးလွတ်နေတဲ့တင်းနေတဲ့ပုံစံလိုမျိုးတော့ကျွန်တော်ခံစားရတယ်ပေါ့ ားလုံးပဲမင်္ဂလာပါဗျာကျွန်တော် The Sports Corner ရဲ့ပွဲကြိုသုံးသက်ချက်အစီအစဉ်ကနေပြီးတော့ကြိုဆိုလိုက်ပါရစေကျွန်တော်စနေနေ့ည9:00နာရီခွဲမှာကစားမဲ့ Manchester City တဲ့ Leeds United တို့ရဲ့ပွဲကြိုသုံးသက်ချက်ကိုကျွန်တော်နဲ့အတူတာ Total Sport ရဲ့အားကစားစီးတင်းကိုပုံမှန်တင်ဆက်ပေးနေတဲ့ညီလေးထက်ဆိုးတို့ကအတူကတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ညီလေးမင်္ဂလာပါမင်္ဂလာပါဟုတ်ကဲ့အာဒီဒီပတ်တော့ Champion League တွေလည်းရှိအေးတွေလည်းပြတ်ဒါ Premier League လည်းပြန်လာပြီပေါ့နော်ပွဲတွေကတော့အကျိန်နဲ့ပွဲတွေရတယ်ဒီဘက်မှာလည်းရှိတယ်အဲ့တော့ Man City ကတော့အခု Arsenal ကို လိုက်ကိုလိုက်ရမယ်အမှတ်ပြတ်သွားလို့မရဘူးဒီထက်စိုးသွားနိုင်တဲ့အခြေအနေရှိရဆိုတော့ဒါက mass win game ပေါ့နော်မဖြစ်နေနိုင်ရမယ့် game အဲ့တော့ Man City နဲ့ပတ်သက်ပြီးညီလေးအမြင်ပဲစပြပေးပေါ့ Man City ကတော့ခုနကပြောသလိုပေါ့ Arsenal နဲ့သူတို့အမှတ်ကွာဟားချက်ကိုကျင်းမြအောင်တော့လုပ်ရမယ်ဒါပရိသတ်ကအမြင်အရသာအမမီလောက်တော့ဘူးဒီရသီးတော့ထားလိုက်ပါတော့ဆိုပြီးထားပေးမယ်လေတကယ်အလုံးလုံးနေတဲ့လူတွေကတော့သူတို့အတွက်ကဟိုအပေါ်နဲ့အမှတ်ကွာဟားချက်ကိုကျင်းတဲ့ကျင်းအောင်လို့စူးစမ်းရမှာဆိုတော့ Man City ကနောက်ပိုင်းပွဲစဉ်တွေမှာဘာဖြစ်သွားလဲဆိုတော့ ကျွန်တော်မြင်တာပေါ့နော်တိုက်စစ်ကသူတို့သွားရတဲ့ frame ကိုပြိုင်ဘက်အသင်းတွေကနည်းနည်းလေးရိမ့်မိသွားတဲ့ကန်ဓာတွေလည်းပါတယ်ဒါနောက်ဆုံးနှစ်ပွဲဆက်တိုက်သူတို့ရှုံးနေ Newcastle နဲ့နေရောအဲ Liverpool နဲ့နေရောအဲ့တော့နှစ်ပွဲစလုံးမှာမတူညီတဲ့လူစင်းနဲ့သူတို့ပွဲထွက်တယ် Liverpool နဲ့နေမှာဆိုဒါဒုတိယကစားသမားတွေတော်တော်များများအရန်ကစားသမားတွေနဲ့ပွဲထွက်သွားတာပေါ့ဒါပေမဲ့လေနှစ်ပွဲစလုံးမှာလိုအပ်တဲ့တိုက်စစ်ကလိုအပ်တဲ့ချင်းချောင်းမှုမျိုးအန်ရရှိတဲ့ပုံစံမျိုးမတွေ့ရတာပေါ့အဲ့ဒါ ျွန်တော်မြင်နေကြ Man City ရဲ့ပုံစံနဲ့ဘလုံးမမတူ Man City ရဲ့ပုံစံဆိုတာ attacking ကိုအဲ့လိုမျိုးဖိဖိစီစီနဲ့ပြိုင်ဘက်အသင်းကိုဖြုံဝအောင်လို့တိုက်ဆက်ဆင်တတ်တဲ့အသင်းမျိုးပေါ့အဲ့တော့ cancel ပိုင်းရဲ့ပေးကူပေးရတယ်နှစ်ကူပေးရတယ်နှစ်ပွဲမှာမတူညီတာ Newcastle နဲ့နေမှာဆိုရင်တော့ Donnarumma ကိုဖန်နဲ့ Liverpool နဲ့နေမှာကျတော့အရန်ကိုသမားပေါ့နော် Trafford နဲ့ကိုဖန်အဲ့တော့နှစ်ပွဲစလုံးမှာအဲဂိုးသမားတွေရဲ့နည်းနည်းတချို့အားနည်းချက်တွေကိုလည်းမြင်ရတယ်အဲ့တော့ဒီနေ့ပွဲစဉ်ကတော့သူတို့ပြန်လာမှရမယ်ကျွန်တော်မြင်တာကတော့ City ကဟို တူညီတဲ့လူစင်းတစ်ခုကိုနည်းနည်းလေးပို့ပြီးတော့ frame ချတဲ့နေပြီပေါ့ဥမာတို့ Guardiola တကူတည်ထားတဲ့ Foden Chucky ပြီးရင် Foden Chucky ရဲ့ Haaland ရဲ့ဒီအနောက်ကတွဲတဲ့အတွဲပေါ့နော် Doku တို့နဲ့တွဲတဲ့အတွဲအဲ့ဒီအတွဲတွေကိုနည်းနည်းလေးအပြောင်းလဲလုပ်ပြီးတော့အပူတည်ငြိမ်တဲ့လူစင်းတစ်ခုကိုပွဲထုတ်တဲ့မိလို့မြင်ပါတယ်ကျွန်တော်ဟုတ်ဟုတ်ကဲ့ညီလေးပြောလို့ပဲအဓိကတော့သူဘာဖြစ်လို့အဲ့လိုအပြောင်းလဲအများကြီးလုပ်လဲမသိဘူးเนาะစဉ်းစားတော့ခက်တယ်ဘာကြောင့်လဲဆိုတော့ဒါမှမဟုတ်လဲဟို ဘာဖြစ်လို့လဲဆိုတော့ရုတ်တရက်ကြီးကိုသူကအပြောင်းလဲတွေလုပ်ပလိုက်တာ哦လီဗာပူးစစ်တဲ့ပွဲမှာဆိုကိုလိုဘသူမှမထင်ထားတဲ့ရလက်အိမ်ကိုမှလည်း0-2နဲ့ရှုံးတယ်ဆိုတော့ကြီးကတော်တော်ဆိုးတယ်နောက်ပြီးတော့စစ်တီးရအဲ့ပွဲမှာလီဗာပူးစင်ကိုအွန်တိုင်းအွန်တိုင်းနဲ့ပွဲလုံးဖိနေရလားဆိုတော့လဲမဟုတ်ဘူးဆိုတော့နည်းနည်းလေးတော့လိုအပ်ချက်တွေရှိရပေါ့နော်အဲ့တော့ဒီပွဲကတော့သူတို့ဘာပဲဖြစ်ဖြစ် bounce back ပြန်လုပ်လို့ရနိုင်တယ်လို့ပြောလို့ရတယ်ပေါ့ list ကလည်းလက်ရှိမှာတော်တော်အားနည်းနေရဆိုတော့နောက်ပြီးတော့ man city ကအခုလိုအိမ်ကွင်း etihad မှာ premier league ပွဲစဉ်ပထမဆုံးပွဲမှာ သူတို့စပါကိုရှုံးတယ်02နဲ့အဲ့နောက်ဘက်မှာ9ဝဲစတိုက်နိုင်ထားတယ်ပေါ့နော်16ကိုသူ2ကိုဝဲပေးရတယ်တော်တော်လေးကိုဖောင်ပြန်ကောင်းလာတယ်အီတီဟတ်မှာအဲ့တော့ပရီးမီးယားလိမှာတော့မစိုးလို့ပြောလို့ရဒီဘက်မှာရောဒီလိုလူစင်းနဲ့ပြန်ထွက်လာမယ်နီစ်ယူနိုက်တက်ကလည်းလက်ရှိမှာအားနေနေဆိုတော့ဒီဘက်မှာဒီလေးရတာဟိုနီစ်ဘက်ကရောဘယ်လိုမျိုးမြင်ရှိတယ်ပေါ့နော်လီယူနိုက်တက်ကတော့ဒါကျွန်တော်ဖတ်ရတဲ့သတင်းတွေအရဆိုနီးပြအပြောင်းလဲသတင်းတွေတော့နည်းနည်းလေး ပြန်မိကြားနေရတဲ့အနေအထားရှိတယ်။ဒါသူတို့နောက်ဆုံး၃ပွဲသက်တိုက်လည်းရှုံးတယ်။နောက်ဆုံး၆ပွဲမှာဆိုလဲဝက်ဆန်း၃ပွဲပဲနိုင်ပြီးတော့၅ပွဲတိရှုံးတာတယ်ပေါ့။ဆိုတော့အဓိကကတော့ leak ရဲ့ဟို leak ကိုကျွန်တော်တို့ကတွဲပြီးမြင်ခဲ့တဲ့ vibe ကဟိုအရင်ခေတ်သူတို့ Tamasing ကတခက်တော့ဟာဆိုလဲတကယ်တိုက်ဆက်အားပြုတဲ့ Alan Smith တို့ Viduka တို့ Keyway တို့နဲ့တခက်ပေါ့။ဒီဘက်ပြန်လာတဲ့အချိန်မှာလဲ BSA နဲ့တော့ကလည်းဟိုပေးတယ်တွင်းတယ်ပေးတယ်တွင်းတယ်တဲ့မှာဂိုးလည်းပြန်ပေးတယ်။အရှိကလည်းအတင်းကြီးတွေနဲ့တွေ့ရင်တော့မှဂိုးကိုအလှလိုမျိုး တောက်လျှောက်သွင်းခဲ့တဲ့အသင်းပေါ့ဆိုတော့အဲ့လိုအသင်းကနေပြီးတော့အခုတရားစီတန်းပြန်တက်လာတဲ့အနေအထားမှာကြည့်ရလိကခန်စစ်အားပြုတဲ့အသင်းပုံစံပြီးပြန်ပြီးဖြစ်သွားတယ်အရင်တော့ကလို့တိုက်ဆက်ကိုအားတန်တဲ့အသင်းပုံစံမျိုးမဟုတ်တော့ဘဲကစားသမားတွေကလည်းအရင်ဟိုပြိတက်မျက်လုံးထဲမှာမြင်နေတဲ့ရိုးအီနေတဲ့ဒီဒန်ဂျိမ်းတို့ကက်ဗက်လီဝင်တို့ဒီလိုကစားသမားတွေနဲ့ဆက်တိုက်ဆက်ကထပ်ထပ်မမြတ်လေ မရှိဘူးပေါ့အဲ့တော့ခန်စစ်ကောင်းနေတဲ့အချိန်မှာပြဿနာမရှိပေမဲ့လေခန်စစ်ကဂိုးတွေပေးလာတဲ့အချိန်မှာကျတော့တို့တိုက်ဆက်ကလိုအပ်တဲ့အရေးအတွက်ကိုမသွားနိုင်ဘူးဥပမာအနည်းဆက်ဆုံးပြီးခဲ့တဲ့ Aston Villa နဲ့ပွဲစံမှာဆိုရင်ကိုယ့်ဘက်ကဂိုးရင်ရတော့တော့အဆင်ပြေတယ်ဒါပေမဲ့နှစ်ဂိုးလည်းပြန်ပေးပြီးတော့အိမ်ခွဲမှာပြန်တိုက်မဲ့အချိန်တွေကျတော့တို့တိုက်ဆက်ကအဲ့လောက်ဒီဂိုးရလောက်တဲ့ထက်မြတ်မှုမျိုးမရှိနေဘူးပေါ့ဆိုတော့လီကတော့ယာဒီအစတော့ကျွန်တော်နည်းနည်းလေးအထင်ကြီးထားပေမဲ့လေအဲအပြောင်းလဲတစ်ခုခုသာမလုပ်လို့ရှိရင်တော့ကျွန်တော်ထင်တယ်ဒီယာဒီမှာပရီးမီးယားလိမှာဆက်တင်ကြံမှုတော့နည်းနည်းလေး ခက်မဲ့အနေဒါရှိရလို့မြင်ပါတယ်ဟုတ်ကဲ့ညီပြောမှန်ပါတယ်အဓိကတော့ဟိုဒီအခြေအနေကဘာဖြစ်လဲလစ်ကအကိုတို့ပွဲတွေကိုကြည့်လိုက်တော့သူတို့ဥဆောင်ကိုတွင်ပြီးတော့အမှတ်ဆုံးရှုံးရတဲ့ရမှတ်က၈မှတ်တိရှိရပေါ့နော်ဒီရာသီအဲ့ဒါတော်တော်များတဲ့ထဲမှာပါတယ်အဲ့တော့ပြောချင်တာကဥဆောင်ကိုတွေရတယ်မထိန်းနိုင်ဘူးပြိုင်ဘက်ကိုဂိုးတွေပြန်ပေးရဲဆိုရမ်းမဆုံးရှုံးမှုအများများနေအဲ့ဒါကခံစစ်ကြောင်းမှလည်းပြဿနာရှိလို့ဒီအသေးရဲ့စုဖွဲ့မှုလေးမှလည်းနည်းနည်းလေးတော့ဟိုပြဿနာရှိနေရပေါ့เนาะအဲ့တော့ လက်ရှိမှာလည်းတန်းစင်းစုံနဲ့ရအောင်လို့ဆိုတော့ဒီအခြေအနေကနေပြန်ပြီးတော့ရုံထွက်ဖို့ဆိုတာဒီရာသီမှာတော်တော်လေးကိုကြိုးစားရအောင်မယ်အမှားမခံရအောင်ဒီချိန်မှာတော့မန်စီနဲ့တွေ့ရသူတို့ဘာမှလုံးလို့တော့မရဘူးဘလောက်ထိဟိုရှင်ကံမလဲပေးကူးနေအောင်ဘလို့လုံးမလဲဒါမှမဟုတ်လိုဘလော့တွေနဲ့ပဲကံမလားသူတို့ structure ကိုဘလို့တီဆောက်မလဲကောင်တာလေးနဲ့ပဲပြန်သွားမလားစိတ်ဝင်စားဖို့ကောင်းတယ်တစ်ဖက်ကမန်စီတီကလည်းဒီတန်းတန်းအသင်းတွေကိုနောက်ဆုံး25ပွဲမှာ33ပွဲနိုင်ပြီးတော့နှစ်ပွဲသီသူကပြောချင်တာကတော့ promoted အသင်းတွေနဲ့ဆိုရင်မန်စီတီက PPCC ရမှတ်ရအောင်ကံတယ်ဟာလင်းကဟာလန်ကလည်းဒီဘက်မှာ ဂိုးတရားပြေးမယ်လို့အကိုလည်းယုံကြည်သေးရပါတော့တကူပဲလို့တော့ဆိုတော့အဲဒီပွဲမှာမန်စီးတီးရဲ့စုဖွဲ့မှုနဲ့လက်ရှိအနေအထားအရဒီလေအဓိကစောင့်ကြည့်ခြင်းနဲ့အချက်လေးတွေပေါ့ဗာလေအားသာချက်တွေရှိမှာပေါ့မန်စီးတီးအနေနဲ့အဓိကစောင့်ကြည့်ရမှာကျွန်တော်ကတော့ဂွာဒီယိုလာရဲ့ line up ကိုပို့ပြီးတော့စိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ဒါသူငကိုတင်ထားတဲ့ပုံတည်ထားတဲ့ပုံစံအရဆိုရင်ကျွန်တော်အရှိတ်ဘက်တွေမှာပြောသလိုပါဟာလန်အနောက်မှာဒိုကူချာကီဖိုရန်ကွင်းလယ်မှာသူကနီကိုကွန်ဇာလက်နဲ့ဘာနာဒိုဆေးဗာနဲ့တည်တယ်ဒါပေမဲ့ ေဗာကူဆန်ရဲ့ပွဲမှာကြတော့နီကိုကွန်ဇာလက်တယောက်ပဲတည့်ပြီးတော့ကျန်တာအကုန်လုံးသူအရန်နေသုံးသွားမာမုတ်တို့ဆာဗင်ညိုတို့ဒီလိုမျိုးကစားသမားတွေပေါ့နော်အဲ့လိုမျိုးတွေသုံးသွားရဆိုတော့ကျွန်တော်မြင်တာကတော့နျူကာဆယ်ကိုရှုံးခဲ့ပေမဲ့လည်းအဲ့ဒီ line up ကမန်စီးတီးတို့ဒီရသည်မှာအတိငိမ့်ဆုံးဖြစ်တဲ့ line up လို့ကျွန်တော်ကတော့မြင်တယ်အဲအဲ့တော့ဒီကစားသမားတွေရဲ့အရေးသွေးဘယ်လောက်ရှိမလဲပြီးတော့မန်စီးတီးမှာဆိုရင်ဘယ်လိုပြောမလဲကျွန်တော်တို့အပြော်ရမ်းပြောရရင်ခိုးပြီးညံ့နေတဲ့ကစားသမားတွေရှိတယ်တဲ့မန်စီးတီးမှာမဟုတ်လို့တိတ်အပြည့် အပြောမခံရတာပဲဥပမာ Savinho တို့လိုကစားသမားမျိုးတွေဆို performance ကဒါတော်တော်လေးဥပမာ Savinho စာ Man United တို့ Arsenal တို့ကကစားသမားဆိုရင်ဒါဒီအချိန်အတကုံအပြောခံနေရပြီဆိုတဲ့ပုံစံ Newcastle နဲ့နေမှာဆိုလေလူစားဝင်လာပြီးတဲ့ဘာမှမလုံနိုင်တဲ့ပြင်အပိုင်ခွင့်ရေးတွေပါသူဖြုံးသွားတယ်ဟာအပိုင်ခွင့်ရေးတော့မဟုတ်ဘူးနော်ဂိုးဖြစ်ပြောင်းလဲလို့ရမယ့်အခွင့်ရေးတွေကိုဖြုံးသွားတဲ့အခိုက်အတန့်မျိုးတွေလည်းရှိတယ်အဲ့တော့ဒီကစားသမားတွေအနေနဲ့ဟို City မှာမဟုတ်လို့ဒါအတန်မထွက်ပြီမဲ့တကယ်တော့ နည်းနည်းလေးသူတို့ရဲ့ level ကိုတစ်ဆင့် upgrade လုပ်ဖို့တော့လိုနေပြီ။ Savinho တို့ Marmosh ဆိုလည်းခုနှစ်ကရောက်လာပြီးကတည်းက front back ကရောက်လာတော့အထင်ကြီးနဲ့ကြည့်ပေမဲ့လေ Haaland ရဲ့လောင်းရိပ်ပဲမိနေတာလား။အဲဘာပဲဖြစ်နေရလားပေါ့။အဲ့လိုမျိုးတွေတွေးပြီးတော့တော်တော်လေးဟိုခုနှစ်က FA Cup final မှာ penalty လွဲပြီးွားကတည်းကသူကလည်းတော်တော်လေးထိုးစင်းသွားတဲ့အထက်မှာပါတယ်။ဆိုတော့ဒီကစားသမားတွေဘယ်လောက်ထိအယောင်ပြန်ထွက်လာမလဲပေါ့။အဲ့ဒါကတော့အဓိကစောင့်ကြည့်ရမယ့်အချက်လို့မြင်ပါတယ်။ ဟုတ်ပါတယ်ရေးပြောတယ်လို့ပဲအဓိကတော့အကိုတို့ဒီ Liverpool ဆင်းရဲပေါ်မှာသူတို့အားလုံးပေါင်း total shoot ဆို19ချိန်လောက်ရှိတယ်ပေါ့နော် shoot on target ခွတ်တဲ့ချိန်ရှိတယ် best chance 3ချိန်ရတယ် goal တကူမှမတွန်းနိုင်ခဲ့ဘူး expected shoot on target ကတော့2.19နေရှိတယ်ပြောချင်တာကအနည်းဆုံး2 goal လောက်ရခဲ့တဲ့ ਨੇ finishing ပိုင်းမှာလည်းပြဿနာရှိတယ်အဓိကပြောညီလေးပြောခဲ့တဲ့ဒီ Sabin Nyo တို့ဒီ Marmoush တို့ Oscar Bot တို့ဒီ Rinder တို့တုံးလိုက်တဲ့ချိန်မှာ finishing skill တွေပါမရတော့ဘူးပြောချင်တာကသူတို့အရန် Haaland ကိုမိခိုလွန်းနေတယ် Haaland မပါရင် ဂိုးမရဘူးဟာလန်ဂိုးမသွင်းရှုံးပြီဆိုတော့ဟာကြီးကမန်စီးတီးနဲ့ဒီယာဒီမှာလောဝကြီးအဲ့လိုမျိုးဟိုအက်ဆက်နေရဲ့ဒါရဲ့ဟာကြီးဖြစ်နေဆိုအဲ့ဒါကြီးကိုကြော်မရမယ်ဘာဖြစ်လို့ကစားသမားတစ်ယောက်တည်းကိုမိခိုနေတော့မရဘူးဟာလန်လည်းအမြဲတမ်းမလုံနိုင်ဘူးဟာလန်မန်စီးလည်းမဟုတ်ဘူးပြောချင်တာဟာလန်ဆိုတာကဖန်တီးပေးမဲ့လို့ရှိမဲ့တကယ်လုံးစထရိုက်ကာဆိုတော့သူ့စပိုနင်းကောင်းကောင်းပေးမှနောက်ပြီးတော့ပြိုင်ဘက်ကသူ့ကိုနှစ်ယောက်သုံးယောက်လောက်ကတ်ထားရဲဆိုရင်လေသူ့အနေနဲ့အခက်အခဲရှိရဆိုတော့ဒီဟာနေပြီးတော့ option B ပေါ့ plan B တစ်ခုခုကို ဂွာရီယိုလာရှာခဲ့ပုံရတယ်ဒါပေမဲ့လေဘာကူဆင်းတဲ့ပုံမှာမအောင်မြင်ခဲ့ဘူးပေါ့နော်ဘာဖြစ်လို့ဆိုတော့ချန်ပီယံလိမာသူမှားလို့ရတယ်ဘာကြောင့်လဲဆိုတော့စီတီကလက်ရှိမှာဆယ်မက်ရထားတယ်ဆိုတော့ပြဿနာမရှိဘူးဒီပွဲမှာဒါပထမဆုံးရှုံးတာဆိုတော့စီတီအတွက်ဒါစမ်းတက်လိုက်တဲ့သဘောပေါ့နော်အဲ့တော့ဒီပရီးမီးယားလိမာတော့ညီလေးပြောတဲ့အထိုင်နဲ့ပဲအဓိကပြန်လာမယ်ထင်တယ်ဖိုဒန်တို့ဒိုကူတို့ချက်ကီချက်ကီရောဟာလန်တို့အထိုင်ပါလဲဒီကိုကွန်ဇာလန်နဲ့အာဟိုစီဗာနဲ့ပေါ့ဘနာဒိုစီဗာနဲ့အဲ့ဒီပုံစံနဲ့ပြန်လာရင်တော့ညွန်လင်းလို့ရပါတယ်အဲ့တော့ဒီပွဲမှာ လီးစ်ဘက်ကရောဒုက္ခပေးနိုင်တဲ့အချက်လက်လေးများရှိနိုင်သေးလားဗောမန်စီးတီးကိုလီးစ်ကတော့အမှန်တမ်းပြောရင်ကျွန်တော်ကမန်စီးတီးကွင်းပါတော့သူတို့အတွက်ဟို no choice လို့ထင်တယ်ဗောနော်ဘာခွင့်ရင်းမှလည်းမရှိဘာမှလည်းသူတို့မှာရွေးချယ်စရာလည်းမရှိဘူးဥပမာမန်စီးတီးကိုဘယ်လိုတော့ထိုးနှက်မယ်ဆိုတဲ့ပုံစံမျိုးရွေးချယ်စရာလည်းများများဆဆမရှိနေဘူးဆိုတော့လီးကအဲဥပမာဆိုကြပါဆိုအခုချိန်မှာတွေ့ရတဲ့အဆန်းနာလန်းလောက်ဖြစ်နေနေတော့ဒါနယ်နယ်လီလက်ရှိမန်စီးတီးရဲ့ကစားဟန်ကိုထိုးနှက်နိုင်တဲ့ပုံစံမျိုးရှိအောင်လီးဒ်ကကြတော့ဟို အသင်းသေးတသင်းရဲ့ဂုံငင်လက္ခဏာလေသူတို့မှကျွန်တော်တိတ်မတွေ့ရအောင်ပေါ့နော်ကြည့်ရသလားဥမာတချို့အသင်းသေးတွေဆိုရင်အမြင်ဘောအားကိုးတယ်အမြင်ဘောကိုအားပြုတ်ပြီးဆော့တယ်ဥမာဘန်လီဆိုလို့ရှိရင်အမြင်ဘောကိုအားပြုတ်ပြီးဆော့တယ်သူကသူနိုင်တာရှုံးတာ result ကတော့တကယ်တော့ပေါ့သူတို့ရဲ့အဲ့လိုတွားကျင်တဲ့ system ပုံစံမျိုးလေးရှိလီကကြတော့ဂျားထဲမှာတနေ့လမ်းပြောင်းတယ်ဟိုရောင်ဒီရောင်ပေါ့ဘောပလင်းကောင်းကောင်းနဲ့ဟိုကစားကွက်ကောင်းကောင်းနဲ့ဆော့တာမျိုးလည်းမဟုတ်တော့အမြင်ဘောတအားကြီးကောင်းနေတာမျိုးလည်းမဟုတ်ဘူးအဲ့တော့ city ကွင်းမှာတော့ lead back မှာအခွင့်အရေးမရှိဘူးထင်တယ်သူတို့အတွက်လည်းပွဲချက်ကသုံးပွဲစတဲ့ အသင်းကြီးတွေနဲ့ basics အသင်းတွေနဲ့စပြီးဆိုတော့ဒါပထမဆုံးစပြီးတော့တို့တို့ပြိုသွားတော့မယ့်အချိန်ရောက်ပြီလို့တော့ထင်ပါတယ်အဓိကတော့ဒီ Daniel Farkett လူစင်းပါလူစင်းကလည်းတော်တော်လေးကိုအားနေနေရပါတော့ခံစစ်ကြောင်းလည်းအားနေတိုက်စစ်ပိုင်းမှာလည်းအခုလို Okafor Okafor တို့တည်းကစားသမားတွေမြန်နေထားပါတော့ဒါပေမဲ့လည်းအဲ့လောက်ကြီးလေးနေလည်းမရဘူးပေါ့နော်ကိုယ်နဲ့မှလည်းဒီကြတိတ်ပြီးတော့အဆင်မပြေဘူးကိုယ်နဲ့၃ယောက်ထိုင်ဆိုတော့ long step လို့ Amber Du လောက်နေကြတော့ဒီ Premier League မှာတိတ်အဆင်မပြေဘူးလောလောဆယ်ပေါ့နော်လက်တလောအဲ့တော့ ဒီပွဲမှာနောက်ဆုံးညီလေးဖြစ်နိုင်တဲ့အရလတ်နဲ့ခံမှန်းချက်လေးတွေပြောပြပါဦး။ဟုတ်။ဟုတ်။ Man City ကတော့ဟိုကနပြောသလိုပဲ Premier League မှာ Spa နဲ့ပြီးခဲ့တဲ့အိမ်ဝင်းမှာဆိုတောက်လျှောက်နိုင်ပွဲတွေရတယ်။အဲ့တော့သူတို့ဂျားမှာအဲကျွန်တော်ဟိုမှာအရှိတ်ပတ်မှာပြောသလိုပေါ့ဒေါနာရောမာရောက်ပြီးခဲ့တဲ့ရှုံးတဲ့ပွဲမရှိဘူးမဟုတ်ရှိတယ်။ဒါပေမဲ့အဲ့ပွဲစဉ်တွေကအဝေးဝန်းပွဲစဉ်တွေများတယ်။ဟိုမှာ Aston Villa ကိုသူတို့ရှုံးသွားတယ်။ အဲယူရိုပါလိမှာမိုနာကိုနဲ့ပွဲစဉ်မှာတည်ရကြပါရယ်ပြီးခဲ့တဲ့လီဗာပူးဆန်နဲ့ပွဲကသူမဖမ်းအောင်ပါအဲ့တော့နျူကာဆန်နဲ့ပွဲကလည်းအဝေးခွင်းမှာတော့ကြာတယ်အဲ့တော့ဒေါ်နာရိုမာကသူဖမ်းတဲ့ပွဲစဉ်တိုင်းမှာအိမ်ခွင်းမှာတော့ရာနှုန်းပြည့်နိုင်သားသေးတဲ့ပရီးမီယာလိဂ်ရဲ့မှတ်တမ်းတစ်ခုတော့ရှိနေအဲ့တော့စီးတီးရဲ့ကစားပေါ်လည်းတကယ်တမ်းအိမ်ခွင်းဆိုရင်အဆွေရှိတယ်ဆိုတာလီဗာပူးဆန်နဲ့ပွဲကတော့လူစင်းခုနပြောသလိုလူစင်းကဂွာဒီယိုလာအရေးဆုံးခဲ့ရလဲပါတယ်အဲ့တော့လီဗာပူးဆန်နဲ့ပွဲရောဒီလူစင်းနဲ့ထွက်လာပြီဆိုတော့သူ့ရဲ့ငကူအာယုံကလည်းသူကပရီးမီယာလိဂ်မှာတော့ငါနောက်တစ်ပွဲ အမားမခံတော့ဘူးဆိုတဲ့ပုံစံမျိုးသူတွေးပုံရပါဆိုကျွန်တော်ပြိတက်တွေထင်တာလီနဲ့ပွဲလောက်ကိုတော့ဘာမှလူချန်နေကြလီဗာကူဆန်နဲ့ပွဲလူချန်မိဆော့နေကြမလိုအပ်ဘူးလေဆိုတော့ချန်ချင်းချန်လီဗာကူဆန်နဲ့လီနဲ့ဆိုလီကတော့ပို့ပြီးတော့အားနေသေးတယ်ဒါပေမဲ့ तू ဒီမှာအားလျှော့ွားတယ်ဝေးလျှော့ွားတယ်ဆိုတော့သူ့ရဲ့ညူကာဆန်နဲ့ပွဲရှုံးမိတာကို तू ကနည်းနည်းလေးလွတ်နေတဲ့တင်းနေတဲ့ပုံစံလိုမျိုးတော့ကျွန်တော်ခံစားရတယ်ပေါ့အဲ့တော့မန်စီးတီးနည်းနည်းလေးဟာလန်တို့လည်းခုနပြောသလိုစီတီတို့ကိုတရားပြရမယ်အနေဒါရှေ့မှာနှစ်ပွဲဆက်တိုက်လဲသူတို့ထိခဲ့ပြီးပြီဆိုတော့ဒီပွဲကတော့ တို့ရဲ့ဒေါသတွေလီးပုံမှာဖောက်ချပဲပွဲလို့တော့ကျွန်တော်ထင်တယ်အဲ့တော့အဲကျွန်တော်အမြင်အရတော့သုံးခုပြက်လောက်နဲ့ Man City နိုင်ဝါမလားလို့တော့ထင်မိတယ်ပေါ့ဟုတ်ကိုလည်းလို့ပဲတခါကြရင် Man City ကဖြစ်ပါမလားတခါကြရင်ဟို Man City ကိုကိုတို့ကကိုပတ်ပြီးတွေးရင်နည်းနည်းလွဲတယ်ဟုတ်ဥမာသူဒူစီ short ထုတ်လိုက်တယ်မလားအဲ့ပွဲဆိုရင် Man City မနေနဲ့ရှင်းတယ်အဲ့လိုမျိုး तू ကနည်းနည်းလေးပုံမှန်တမန်ရိုးကြပဲသွားတာ quality လာသိပြီးတော့မှလဲစားဘူးပေါ့နော် လူတွေကိုအဲ့တော့အကူကဒီဘက်မှာလူစုံထုတ်လာမယ်၅ကူလို့၄ကူလို့အဲ့လိုမျိုးဂိုးပြတ်နိုင်ဝဲတစ်ခုပေါ့နော်ဟာလန်ဟက်ထရစ်တို့ပေါ့လို့အဲ့လိုမျိုးပွဲမျိုးအကူလည်းမြင်ရမယ်လို့ထင်တယ်အယူလီတွေးလိုက်တာပေါ့နော်ဘလူပဲကန်ကန်၃၄၅ကူတော့ပြတ်တယ်ပေါ့အဲ့တော့ဟာလန်ဟက်ထရစ်လောက်ရမယ်၄ကူ4 5 5 z အဲ့လိုရတဲ့မျိုးအကိုလည်းအရေးစွန်ပြီးတော့ဒါခံမှန်းကျင်တယ်ပေါ့ထွက်လာမယ်လို့ဖြစ်တာမဖြစ်တာနောက်မှာပေါ့အဲ့ဒါအကိုတို့တူတူကြည့်ကြတာပေါ့ ဟုတ်ကဲ့ပါဒါကျွန်တော်တို့ Manchester City တင်းနဲ့ Leeds United တင်းတို့ရဲ့ပွဲကျော်တော်တဲ့အစီအစဉ်ဖြစ်ပါတယ်ကျွန်တော်တို့ညီကိုတယောက်ကတော့ဒါ Man City တင်းကဂိုးပြတ်နိုင်မယ်လို့ခန့်မှန်းထားပါတယ်ဘာလို့ဖြစ်လာမလဲဆိုတော့ကျွန်တော်စနေနေ့ည9:00နာရီခွဲမှာတူတူစောင့်ကြည့်ကြောက်တိုက်တွင်းနဲ့ကျွန်တော်အစီအစဉ်ဒီမှာပဲရန်နာလိုက်ပါတယ်ကြည်ပေးခဲ့ညီကိုတယောက်ချင်းစီတိုင်းကိုကျွန်တော်တို့ Sports Corner အဖွဲ့သားများအားလုံးကအကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ